လာမရှိပဲမွေးဖွားလာသူနဲ့တသိဒွမ်းကပဖြစ်နိုင်ကြီးနှိုင်းရှင်ချက်ဒါနဲ့ချက်ပြီးတော့ဘုန်းကြီးအားတော့ပြောခဲ့တာလေတော်တော်လေးများပါပြီဒီတသိဒွမ်းကပနဲ့စတူကတော့ဘုန်းကြီးအသေးရှင်သေး၍ပြောသွားမယ်လို့လဲစိတ်ကူးထားတာပါ အခုလေဒီနိုင်ချင်းကျလေးကိုကြကြပြမြန်ပြောပြပေးမယ်လို့စိတ်ကူးထားပါတယ်။လာမသိပဲနဲ့မွေးဖွားလာသူနဲ့တတိတဝံကပါဖြစ်နိုင်မှဖြစ်နိုင်ပုံနဲ့ဘယ်လိုဆက်စပ်တယ်လဲလို့လေတွေးကြညာမေးကြညာမှာပေါ့ဒါကိုပြောပြပါမယ်။ လာမရှိပဲမွေးတယ်ထူတာခုနလားလောက်နဲ့မွေးလာတာကိုကြီးပဲပြောတာပါအဲ့လိုတဲ့ခုနလားနဲ့မွေးဖွားလာတဲ့သူတွေကနောက်တဲ့ကြီးတဲ့ခါမှာတောနေတာကောင်းနေတာထက်မြက်နေတာပေါ့လေ30ရာခိုင်နှုန်းလောက်တွေ့ရတယ်တဲ့ ဆိုလိုတာကတော့လာမဲ့စီပဲနဲ့မွေးလာတာဆိုရင်မပြည့်မစုံမတမဆွမ်းဖြစ်ပြီးတော့ချွတ်တဲ့တရားမပြည့်စုံတရားလို့ထင်တရားကောင်းမိမယ်လို့အဲ့လိုမဟုတ်ပဲနဲ့ပြောင်းမြန်လို့ဖြစ်နေတာကူဒါသူဒိဋ္ဌနာပညာရှင်တွေကတွေ့ရှိကြတာပါဒီနေရာမှာ ပါကူပေါ်တွင်ဒီတော့ချူရင်အဲ့ခုနလားလောက်ချူရင်လူရဲ့ကိုယ်ကာယပိုင်းဆိုင်ရာတို့မဟုတ်ရုပ်ပိုင်းဆိုင်ရာတွေကပြည့်စုံနေတဲ့သဘောရှိတဲ့အဲ့လိုလာမဲ့စီပဲနဲ့မွေးတဲ့ကလေးတွေတော်တယ်ဆိုတဲ့အထက်မှာဥနောက်ပိုင်းဆိုင်ရာမှာလဲချူရင်ကျမတွေ့ရဘဲနဲ့ ကောင်းမွန်နေတာကိုတွေ့ရတယ်တဲ့တွေ့တာခေါ်တာတွေရောစိတ်တွေသဘောထားတွေရောပေါ့လေအဲ့ဒီဟာကပို့ပြီးတော့အဟောကြီးကကောင်းတယ်လို့ပဲအဲခွန်တလာလာမသိသေးတာဆိုတော့ဥနောက်ပိုင်းဆိုင်ရာတွေလည်းမပြိတ်မစုံညာဖြစ်နေမှာလားလို့တွေးကြည့်စရာအခုတွေးကြည့်ချက်ကအဲ့ဒါရဲ့ကြောင်းမြန်ဖြစ်နေတယ်ဒါမဲ့လို့ ဲ့ဒါကူပြည့်စုံအောင်သူတေတနာပြုတဲ့အခါမှာဘယ်လိုတွေးရတော့ဆိုတော့လာမတိပဲနဲ့ခုနလနဲ့မွေးလာတာကပဒါနမဟုတ်ပဲသူကောင်းလာဘူးပဒါနဖြစ်နေတဲ့အချက်ကသူ့ကိုမိဘကစပြီးပတ်ဝန်းကျင်ကကျင်နာရွရစွာနဲ့ မြတ်တာကရုဏာနဲ့ပြုစုစောင့်ရှောက်တာကပဓာနာဖြစ်နေတာတဲ့အဲ့ဒါကိုသူတို့တွေ့ကြရတယ်အဲ့တော့သို့တို့တာကတော့ဘာအိဗယ်ရှိတုံးဆိုရင်ခွန္ဒလဆိုရင်ရုပ်ပိုင်းဆိုင်ရာတွေက ပြည့်စုံနေပြီအဲ့တော့ခွန္ဒလုံးကပြောတယ်လို့ခွန္ဒလနဲ့မွေးဘွားလာတဲ့ကလေးလေးသူကြည့်လာတော့တောလာတဲ့ အကြောင်းငါခုနလတွေ့လာကမွေးပွားလာကဗဒနာမဟုတ်ပဲသူ့ဘောကျင့်တာရွရမှုနဲ့ချက်တန်တာကလားဗဒနာဆိုတာတကယ်ကိုသူတို့အထောက်ဓာရီနဲ့ခိုင်လုံတွေ့ရတယ်အဲ့တော့ဒါကိုတမျိုးစဉ်းစားလိုက်ရင်ဘယ်လိုတွေ့ရနိုင်လို့ဆိုတော့လာသိပြီးမှမွေးတဲ့ကလေးလေ အဲ့ဒီလာမသိပဲနဲ့မွေးတဲ့ကလေးပေါ်ထားတဲ့စိတ်ထားမျိုးမြတ်တာကရုဏာတဏှာခြင်းဟာကျင်နာယူရမှုအဲ့လိုနေတာပြုစုဆောင်ရောက်ကြမယ်ဆိုရင်အဲ့ဒီလာသိပြီးတော့မွေးဖွားလာတဲ့ကလေးလေတော့နိုင်တယ်ဆိုတာကိုသူတို့ဟာတွေ့ကြည့်ရတယ်ဒါကိုဘုန်းကြီးဟာတိတ်တဘောကြပါတယ် ိတ်လည်းထောက်ခံပါတယ်ခုတလောဘုန်းကြီးလည်းမကြမကြပြောမိတယ်အမေရိကန်နိုင်ငံပြန်ကြရွက်ကကျောင်းဆရာမကြီးဆိုရင်တွေ့တဲ့ပြည်တွေကိုချက်ချင်းမေတ္တာနဲ့ကျင်နာရွရသွားအုတ်ချုပ်ဆုံးမနိုင်ခဲ့တဲ့အတွက်တွေ့တဲ့ပြည်တွေ200လောက်နှီးပါအကျော်မော်ဒီ ဖြစ်ကုန်ကြတယ်တဲ့အဲ့ဒါခုနကငါပြောတဲ့လာမရှိပဲနဲ့မွေးတယ်သူတဲ့သူတေတနာပြုတ်ချက်နဲ့ရှင်းပြီးတော့ဆက်တတ်ပြီးတော့ကြည်လိုက်ရင်အဲ့ဒီကျန်တာရွရမှုနဲ့မေတ္တာကရုဏာနဲ့စောင့်ရှောက်တာပြုတ်သူတာထိမ့်သိမ့်တာကပဓာနာကြတယ်ဆိုတာတွေ့ရတာပဲတွေ့လို့တော့ အဲ့ဒီမှာကြီးပြည့်စုံဆောင်ရောက်တဲ့ကျောင်းသားတွေ200လောက်နေပါဆိုတာသူမွေးထားတာမဟုတ်ဘူးသူနဲ့ဘာမှတွေ့တာမဆက်ဘူးဒါမြင်ရင်အဲ့ဒီ200လောက်နေပါဘာပြုတ်လို့တော်ကုန်ကြတာတို့သူချက်ချင်းမေတ္တာနဲ့ကျင်နာရွရသွားနားလည်အောင်ပြောသူပြီးတော့ထုံမှတ်တဲ့အတွေ့ အဲ့လိုတောကုန်ညတာဒါတိတ်ထင်ရှားတယ်ဒါကြောင့်မို့အများပြောပြောနေကြတဲ့စကားတစ်ခုဘုန်းကြီးလက်မခံညင်တာအရေးကြီးသွေးနီမာတဲ့အမခံချက်မရှိဘူးဘာပြောလို့အမခံချက်မရှိဘူးလို့ပြောရတာတော့အမေနဲ့သမီးလည်း တကြဲကြဲရံဖြစ်ကြတာတွေလည်းရှိတယ်။တက်ကံပြဖြစ်ကုန်ကြတာတွေလည်းရှိတယ်။အဖြစ်နဲ့သားလည်းခဏခဏရံဖြစ်နေတာတွေရှိတယ်။တက်ကံပြကွဲကွာသွားကြတာတွေလည်းရှိတယ်။တကြဲသွေးပြီးတာဘာရှိသေးတို့။တသမီနဲ့မိပါ။တွေးပြီးပေမဲ့လို့အမခံရမရှိဘူး။ဘုန်းကြီးကိုယ်တိုင် တွေ့ဘူးတဲ့သူတယောက်သိရတယ်။ သူကသူ့ဖေကိုတတ်ထားတယ်အဲ့ဒါဘာပြုလို့တတ်ထားတုံးဆိုတော့ဖေကလည်းသားကိုဆဲတာမယင်းနဲ့ပိသာပြီးဆဲတာတဲ့အဲ့ဒါမခံနိုင်တော့သားကဓာတ်နဲ့ခုတ်တတ်လိုက်ရောတဲ့ခုတော့အဲ့ဒီသားလည်းမရှိတော့ဘူးဒီပြင်သူကတတ်သွားပြီတဲ့အဲ့ဒီလူကဘုန်းကြီးကမြင်မှုတွေ့မှုတဲ့စံသွားရင်ပေါ့ဆိုက်ကားနဲ့ ကနမြလိုက်ကြားလိုက်ကြားလိုက်ရတယ်ပို့အဲဘာလို့ဘာကြောင့်ဘုန်းကြီးကအဲ့လောက်တည်တည်ကြားကြားသိတာတော့ဆိုရင်အဲ့ဒီသူနဲ့အဖေတတ်တဲ့သူနဲ့ဘုန်းကြီးရဲ့တပည့်ရင်းနေရလေတကယ်ချင်းအဲ့ဒါကြောင့်ဘူးသူ့အတဲအဲ့ဒီအကြောင်းတုံနေပြော့ပြလို့ဘုန်းကြီးကသိရတာအဲ့ဆိုတော့ဒါကတော့ဖခင်နဲ့သားတွေ့တည်တာဘာရှိသေးလဲသူချင်းရင် တရားမနီးရင်တွေးနေပြီမယ်လို့စိတ်မချရဘူးတရားနီးသွားရင်အမေရိကန်နဲ့ဂျပန်ဒုတိယကမ္ဘာစစ်တုန်းကအကြီးအကျယ်ရပ်ဖြစ်ခဲ့ကြတယ်မတည်မြတ်ခဲ့ကြဘူးနောက်ကြတော့မတည်မြတ်ခြင်းရဲ့ဖြိုးယူမကောင်းယူကိုသိတော့ကတို့ရပ်ဖြစ်နေတာမကောင်းဘူး ပြန်ပြက်တာတွေရပ်ပြီးတော့တက်ပြတ်လိုက်ကြသူရဲ့ထုတ်ပြီးတော့နားလည်မှုနဲ့တတိပြောမယ်ဆိုရင်မေတ္တာကရုဏာတွေနဲ့ဆက်ဆံလိုက်ကြတော့အကြီးအကျယ်ရန်သူတွေကကပ္ပစံပြမိတ်ဆွေတွေဖြစ်သွားတယ်အဲ့တော့အရေးကြီးတွေးနီမဆိုတာမဟုတ်ဘဲနဲ့အရေးကြီးရင်တရားနီမ သူလည်းတရားတာကိုကြိုက်တယ်ကိုလည်းတရားတာကိုကြိုက်တယ်သူလည်းတရားနဲ့တရားရံပြရတာမကြိုက်ဘူးကိုလည်းတရားနဲ့တရားရံပြရတာမကြိုက်ဘူးတို့ရံပြတာရပ်ပြီးတော့ခင်မညာသူရဲ့မေတ္တာနဲ့ပဲသက်တမ်းညာသူရဲ့ဆိုပြီးတော့တရားနီးလိုက်တော့တကယ်အကြီးကြီးရံသူတွေကတကယ်စံပြမိတ်ဆွေကြီးဖြစ်သွားတယ်အဲ့တော့ ြုတ်ပြင်ရတယ်ဆိုတာကိုလည်းအဲ့ဒါကတက်တည်ပြတာဒါမို့အရေးကြီးတွေးနီမဆိုတာအမခံချက်မရှိဘူးအရေးကြီးတရားနီမဆိုတာကဘာမှာပုံစံပြတရားတွေအများကြီးရှိနိုင်တယ်လူမျိုးချင်းလည်းမတူဘာသာချင်းလည်းမတူနိုင်ငံချင်းလည်းမတူအသက်အရွယ်ချင်းလည်းမတူပဲနဲ့တေတိအောင်ခင်မင်းသွားတဲ့တကယ်ချင်းနေတို့မဟုတ်အိမ်တော်ပဲတည်း ကဘာမှာထုတ်ပြမယ်ဆိုရင်အများကြီးရှိနိုင်တယ်အဲ့ဒါဘာလို့ဆိုတော့တွဲမနည်းပေမဲ့လို့တရားနီးတော့တောင်းတဲ့ချက်ထံလို့ရသွားကြတာအဲ့တော့ခုနကတော့ပြန်ထည့်အောင်တတိတဝန်းကဘာနဲ့ဟုတ်လားလာမစိပဲမွေးဖွားလာတဲ့သူအဲ့တော့ဘယ်လိုချက်သားရမှာတော့သူရင်တတိတဝန်းကဘာဆိုတာရမယ်ဖြစ်တဲ့သန်းစဉ်ပဲ ရံပြက်ကြမကောင်းဘူးလို့သိပြီးတော့ခင်မနာတာကောင်းတယ်ပြတ္တာကရုဏာတွေနဲ့နေကြတာကောင်းတယ်လို့သာတဏှာဘေးခံရရင်တင်ပြခံရရင်အဲ့တင်ပြမှုနားလေသွားရင်အဲ့သူတွေကရံမဖြစ်တဲ့သူတွေဖြစ်သွားမှာရံဖြစ်ခြင်းနဲ့စိတ်ကုန်းသွားရင်အဲ့လူသားချင်းချင်းဟာတိတ်တိတ်တဝါကပါဖြစ်ပါ ဒါတကယ်ကိုရိုးရိုးလေးဖြစ်တယ်မဲ့အဲဘာပြုတ်လို့ရုံးဆိုရင်ထွက်ကြပါတော့ကဲကဘာပေါ်မှာအချမ်းဖက်တယ်ဆိုတဲ့သူတွေရှိတယ်ပေါ့အဲ့ဒီအချမ်းဖက်တဲ့သူတွေဟာအချမ်းဖက်တဲ့သူကမွေးလို့အချမ်းဖက်တဲ့သူဖြစ်လာတာပါလို့မပြောနိုင်ဘူးဘာပြုတ်လို့ရုံးဟုတ်လဲမဟုတ်လို့ အကျံဖက်တဲ့သူကမွေးလို့အကျံဖက်တဲ့သူဖြစ်လာတာလဲဖြစ်ရင်ရှိမယ်အကျံဖက်တဲ့သူမဟုတ်တဲ့သူကမွေးပြီးတော့အကျံဖက်တဲ့သူဖြစ်လာတာလည်းရှိတယ်ပြီးတော့နောက်ကျမှအကျံဖက်အလေးအချင်းဒီပတ်ဝန်းကျင်ကတင်ပြခံရလို့တင်ပြခံရလို့အယောင်သို့ခံရလို့ အကြံဖက်တဲ့ဘဝရောက်သွားတယ်ဆိုတာလေအထောက်ထားတွေအများကြီးနဲ့တွေ့ကြရတယ်။ဒါကြောင့်မို့အကြံဖက်တဲ့သူကငွေသူတိုင်းအကြံဖက်တဲ့သူလို့မပြောနိုင်တယ်လို့အကြံဖက်တဲ့သူတိုင်းကလည်းအကြံဖက်တဲ့သူကငွေတယ်လို့မပြောနိုင်ဘူး။ဒါပါကိုပြောချင်တာတော့သူရင်ဘိဇကမပြတ်ထမ်းပဲဒီကောင်းမှုချိုးမှုတွေက ်ပတ်ဝိညာဉ်ကပြတ်ထန်းနေထိုတာတက်တည်ပေါင်းများစွာနဲ့တက်တည်ပြလို့ရတဲ့အဲဘီသားကပြတ်ထန်းတာဒီဘာတွေရှိနိုင်တော့ရုပ်သေးရင်ကတော့အများကြီးရတဲ့တိုင်းပဲဟုတ်လားတက်တည်တွေအများကြီးနဲ့ဘီသားပြတ်ထန်းပြီးတော့ဒီဖေးကမွေးတဲ့သားဒီမေကမွေးတဲ့သားတမီးဒီဖေးမေရဲ့ ပုံတရံနေအနေနဲ့မြပါနေတာကူလူတိုင်းမြင်မှုတွေ့မှုရတာပဲအဲဘုန်းကြီးတို့ကိုယ်တိုင်လည်းခပ်ပေါင်းများစွာတွေ့မှုတာပဲအဲဆိုလိုတာကတော့ကိုယ်ကာယပိုင်းဆိုင်ရာကျုပ်ပိုင်းဆိုင်ရာဒီကဘိသာကပြတ်ချမ်းပြီမေလို့အကောင်းဆုံးလူခေါ်တဲ့အကျင့်သိက္ခာစိတ်နေစိတ်ဓာတ်ပိုင်းဆိုင်ရာဒီကဘိသာကမပြတ်ချမ်းမေ ပတ်ဝိညာဉ်ကပြတ်ထန်းတာကိုတက်တည်ပေါင်းများစွာနဲ့ပြနိုင်တယ်ကဘာကြီးမှာအများကြီးရှိတယ်လို့ဘုံကြီးအဲ့လိုနားလည်ထားပါတဲ့တကယ်ပညာရှင်တွေသူဋ္ဌိတနာပြုတ်ကြည့်ကြပါအဲ့တော့တတိတဝံကဘာဆိုတာလေအဲ့ဒါကူတာသဘောပေါက်ပြီးတော့လက်ကျင်ညာပဲသူရင်တတိတဝံကဘာဖြစ်ဖို့ဆိုတာဘာမှထူးဆန်းတဲ့ဟာမဟုတ်ဘူးသူကြပါသူ ခုနပြောတဲ့လူအမေရိကန်နဲ့ဂျပန်ရံပြက်ခဲ့ကြတယ်တို့ရံပြက်တာမကောင်းဘူးဟေးတင့်မြတ်တာကောင်းတယ်တို့ရံပြက်တာရဲ့ချိုးချိုးကိုကောင်းကောင်းမြင်တဲ့အတွက်တင့်မြတ်တာရဲ့ကောင်းချိုးကိုကောင်းကောင်းမြင်တဲ့အတွက်ရံပြက်တာကြီးကိုစွန့်လို့ပြီးတော့တင့်မြတ်မှုနဲ့နေလိုက်ကြတော့တင့်မြတ်တဲ့သူတွေ ဖြစ်သွားတာပဲအများကြီးလည်းအကျိုးတွေဖြစ်ခဲ့ကြတဲ့ရံဖြစ်လို့အဲ့လိုပဲဟိုဒီရံမဖြစ်လို့ရံဖြစ်တော့ကလည်းအကျိုးရုပ်တွေအများကြီးဖြစ်ခဲ့ကြတယ်လို့တင့်မြတ်လိုက်တော့လေအကျိုးကျေးဇူးတွေအများကြီးဖြစ်ခဲ့ရတယ်ဒါတွေကကဘာရည်ကိုစံပြနေတာပဲအဲ့ဒါတွေကတော့သိပြီးတော့သိကျင်ယူကြမယ်ဆိုရင်တတိယဝံကဘာဆိုတာ လူသားတွေကြောက်ရမယ်ပန်းနိုင်မယ်ဒါကိုဘုန်းကြီးကတော့ဟိုမျက်စိနဲ့မြင်သလိုကိုမြင်နေမိတယ်ဒါကြောင့်မို့လို့မိကုံလေးတွေထုတ်ပြီးတော့လဲပြောမိတယ်ဟာကိုတော်ကတသိတဝါကဘာလို့ပြောနေတာကိုတော်ကတသိတဝါကဘာဖြစ်နေတဲ့နေရာမြန်ရောက်ခူးရဲ့လို့လားဒါကြောင့်အဲ့ဒီလိုကြီးပြောနေရတာလဲလို့မင်းမယ်ဆိုရင် မြင်လည်းမမြင်ဘူးပါဘူးရောက်လည်းမရောက်ဘူးပါဘူးဒါပေမဲ့လို့အသိဉာဏ်နဲ့သိလို့ရပါတယ်ကဘာကြီးအစတုံးလုံးနေလို့ပြောခဲ့တဲ့ပုဂ္ဂိုလ်ကြီးကလွန်ခဲ့တဲ့နှစ်900ကျော်ကသူ့ကဘာလုံးကြီးကိုလက်ပတ်ကြည့်ပြီးတော့ဟာငါကဘာလုံးကြီးကိုတပတ်ပြည့်အောင်ပတ်ခဲ့ပြီးပြီလက်ကြည့်ပြီးပြီဒါကြောင့်မို့ငါကဘာကြီးကိုအလုံးကြီးလို့ပြောတာလို့သူကမပြောပါဘူးသူကဘယ်လိုပြောတာတော့ ဖောတယ်လူနေနဲ့လာဂျိုးရီကျယ်ရီစက်ပတ်နေတာကိုထောက်ထကြည့်လိုက်ရင်ကဘာကြီးဟာအလုံးကြီးဆိုတာငါသိရလို့ပြောတာလို့သူကထောက်ထားတယ်နဲ့ပြောသွားတယ်သူရောက်ခဲ့တယ်လို့မပြောပါဘူးအဲလိုပဲဘုန်းကြီးလည်းခုပြောနေတာဒီကတတိတဝန်းကဘာဖြစ်ဖို့ရာအထောက်ထားတွေပါအဲတခုတော့ကြည်တာပေါ့ဖြစ်အောင်လုပ်ဖို့တော့လိုတယ် ဖြစ်အောင်တော့မလုပ်ဘဲနဲ့နေနေတော့ဖြစ်မှာမဟုတ်ဘူးဟိုတစ်ချိန်တုန်းကစိတ်ကူးရင်ငယ်ကြတဲ့အာကာသသခိုင်းကြီးဟုတ်လားအဲ့ဒါကြီးဟာတစ်ချိန်တုန်းကတော့မသိရတဲ့လူတွေအားဆိုရင်ကျူးကြောင်ကြောင်အလုပ်လုပ်တော့ဖြစ်နာအဲ့လိုမသိတဲ့လူတွေကကျူးကြောင်ကြောင်အလုပ်လုပ်ဖြစ်နေအာကာသသခိုင်းကြီးက ဒီနေ့ကဘာယူလက်ပတ်ပြီးတော့ဟုတ်လားလူသားတွေကိုသူတေသနာဆိုင်ရာအမျိုးမျိုးကောင်းကျိုးတွေကိုပြုတ်တော်နေပါပြီလို့အဲဒီလိုပဲခွန်ကြီးပြောနေတဲ့တတိတဝန်းကဘာထူတာတတိလူသားတွေရောက်ပြီးတော့အကာတသခန်းကြီးပေါ်မှာသူတေသနာအမျိုးမျိုးတွေလုံနေနိုင်တယ်လို့ဟောဒီလူသားတွေဟာလေကျိုးသားတာကျိုးသားကြမယ်ဆိုရင် တနေ့တော့အချိန်မှာတတိတဝါကဘာကြီးအဖြစ်နဲ့ညဉ့်ညံပြိုကျွင်းသွားဒီနိုင်ရမှာဆိုတာကလူသားတွေရောက်ရမဲ့ပန်းနိုင်ပါလို့ဘုန်းကြီးကတော့အဲ့လောက်တောင် မြင်းနေတဲ့သိနေတဲ့ပေါ့ဒါကြောင့်မို့လဲဘုန်းကြီးကပြောရဲတာပါပြောနိုင်တာပါ ပြောလဲပြောတော့မှာပါမတည်မခြင်းအသက်ရှင်နေတဲ့၍ပြောနိုင်တဲ့၍ဒီစကားတွေကိုပြောသွားမှာအဲ့တော့ လုံဘုံလုံဤသွားဘုံသွားဤလူခုနကဟာတဲ့ပြန်ဆက်စားကြရအောင်ကျော်တော်ပြောတဲ့အမေရိကန်ပြန်ကြရက်ွက်ကကြောင်းတရားမှာ